အမေရိကန်ဘုံကျဲလို့ပျက်စီးသွားတဲ့နျူကလ িয়ার စခန်းတွေကိုအရင်ကထက်တောင်ပိုပြီးခိုင်မာအားကောင်းအောင်ပြန်တည်ဆောက်မယ်လို့အီရန်သမ္မတကကြွေးကြော်ခဲ့ပါတယ်။အစ္စရေးနဲ့အီရန်တို့ကြားစစ်ရေးပဋိပက္ခမှာအမေရိကန်ကပါဘုံဝင်ကျဲခဲ့တာကြောင့်အီရန်ရဲ့နျူကလ িয়ার သုတေသနစခန်းတွေဆူဆူရွရွထိခိုက်ပျက်စီးခဲ့တယ်လို့ယုံကြည်ရပါတယ်။နိုဝင်ဘာ2ရက်နေ့မှာအမေရိကန်နဲ့အီရန်ကြားတန်တမာရေးဆွေးနွေးမှုတွေပြန်လည်စတင်ဖို့အိုမန်အစိုးရကကြားဝင်ညှိနှိုင်းတောင်းဆိုပေးခဲ့ပါတယ်။အီရန်သမ္မတမာဆုဒ်ပဇက်ရှ်ခန်ကလည်း နိုဝင်ဘာ၂ရက်နေ့မှာနိုင်ငံရဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေနဲ့တွေ့ဆုံခဲ့ပြီးအီရန်အစိုးရအနေနဲ့ပြက်စီးသွားတဲ့နျူကလ িয়ার စခန်းတွေကိုအရင်ကထက်ပိုမိုခိုင်မာအားကောင်းအောင်တည်ဆောက်မယ်လို့ကတိပေးခဲ့ပါတယ်။ရုပ်ဝတ္ထုအဆောက်အအုံတွေပြက်စီးတွေကိုဖျက်ဆီးပြယုံနေတော့အီရန်ကနောက်ဆုတ်သွားမှာမဟုတ်ဘူးလို့လဲ Passage ကန်းကသူ့ရဲ့တရားဝင် website ပေါ်မှာဗီဒီယိုတစ်ခုထုတ်လွှင့်ပြီးပြောကြားခဲ့တာဖြစ်ပါတယ်။အိုမန်အစိုးရကအီရန်နဲ့အမေရိကန်ကြား၅ချိန်တိုင်ဆွေးနွေးမှုတွေအထမြောက်အောင်အခုနှစ်ထဲမှာကူညီညှိနှိုင်းပေးခဲ့ပါတယ်။ ဒါပေမဲ့6ချိန်မြောက်ဆွေးနွေးပွဲမစခင်3ရက်လိုမှာအစ္စရေးကအီရန်ကိုဘုံဝင်ကျဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကစပြီးအမေရိကန်နဲ့အီရန်ဆွေးနွေးပွဲတွေလည်းရပ်တန့်သွားပြီးအခုတော့အိုမန်ကအဲ့ဒီနှစ်နိုင်ငံကြားမှာတန်တမာရေးဆွေးနွေးမှုတွေပြလဲစတင်နိုင်စေဖို့တိုက်တွန်းနေတာဖြစ်ပါတယ်ရှင်။